မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ရှမ်းပြည်နယ်ထဲမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေနဲ့ပတ်သက်ပြီးပြည်ထောင်စုငင်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒူဥက္ကဋ္ဌဝင်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့တွေနဲ့ထိုင်းနိုင်ငံချင်းမှန်မြို့မှာတိုင်းသာလက်နက်ကန်အဖွဲ့တွေလာရောက်တိတ်ဆုံဆွေးနွေးခဲ့ကြပါတယ်။မွန်ပြည်နယ်မှာတော့မြေယာပဋိပက္ခနဲ့သက်ဆိုင်တဲ့အထူးတရားရုံးဖွဲ့စည်းပေးဖို့လိုအပ်နေတယ်လို့တောင်သူလယ်သမားတွေကတောင်းဆိုလိုက်ကြပါတယ်။ ကံပြင်းနယ်မှာနှစ်ပေါင်း၄00ကျော်တက်တန်းရှိတဲ့ကြောက်စာနယ်ပကြီးတွေကိုထိန်းသိမ်းမှုမရှိဖြစ်နေတဲ့အတွက်ပြည်စီရုံးမဲ့အန်ရန်နဲ့ရင်ဆိုင်နေကြရတဲ့ဆိုတော့ဒီနေ့တူထိုင်းသားဒေသကစစ်ဝင်စားစသတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ် ။ညီငယ်ရေးဆွေးနွေးပွဲတွေကိုရှေ့ဆက်ဆောင်ရွက်နိုင်ဖို့အပါအဝင်ရှမ်းပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလ22ရက်နေ့ညနေကရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရွှေစစ်ဦးဆောင်တဲ့အဖွဲ့နဲ့ပြည်ထောင်စုညီငယ်ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုဥက္ကဋ္ဌဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့တို့ဟာထိုင်းနိုင်ငံချင်းမိုင်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဝင်ကြီးဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့ကပဋိပက္ခတွေလျှော့ချနိုင်ရေးကိုအဓိကထားဆွေးနွေးခဲ့ပြီး RCSS အဖွဲ့ကတိုက်ပွဲဖြစ်နေခြင်းဟာမိမိတို့စတင်တိုက်ခိုက်နေခြင်းမဟုတ်ကြောင်းနဲ့ NCA ကိုချိုးဖောက်နေခြင်းမဟုတ်ကြောင်း TNLA အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ရှင်းလင်းခဲ့ပြီးရှေ့ဆက်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ TNLA PSLF အဖွဲ့တွေနဲ့အတူလက်တွဲသွားမှာဖြစ်တယ်လို့ဗိုလ်မှူးဆိုင်မင်းကပြောပါတယ် အရလက်ကတော့ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့ရဲ့သဘောထားကိုရှင်းပြတာပေါ့နော်ဒီတိုက်ပွဲနေနဲ့ပတ်သက်ပြီးတော့ဒါကကျွန်တော်တို့စတင်တိုက်ခိုက်တဲ့တိုက်ပွဲလည်းမဟုတ်ဘူး NCA ချိုးဖောက်တာလည်းမဟုတ်ဘူးအကြောင်းမလို့ကျွန်တော်တို့ကလည်းဆွေးနွေးဖို့ကိုလိုလားတယ်ဒီကိစ္စမှာကျွန်တော်တို့ဆွေးနွေးရုံနဲ့မကပါဘူးဒီ PSLF TNLA နဲ့ကျွန်တော်တို့အတူတကွလက်တွဲပြီးတော့ NCA ကိုလက်မှတ်ရေးထိုးပြီးတော့ရှေ့နိုင်ငံရေးတွေမှာကျွန်တော်လက်တွဲပူးပေါင်းပြီးတော့နိုင်ငံရေးဖြည့်ရှင်းမယ်ကျွန်တော်တို့ရှမ်းပြည်အတွက်ဝိုင်းဝန်းပြီးတော့တိုးတက်ဖွံ့ဖြိုးအောင်လှုပ်ဆောင်သွားဖို့ကျွန်တော်တို့ ကမ်းလှမ်းကြိုးဆိုပါတယ်ဒီဆွေးနွေးပွဲအပြီးနောက်တရက်မှာလဲ RCSS ဥက္ကဋ္ဌဒူဘိုချုပ်ကြီးရွေးစင်းနဲ့အငိမ့်စားဒူဘိုချုပ်ကြီးခင်စောဦးတို့တီးခြားတွေ့ဆုံခဲ့ပြီး NCA သဘောတူစာချုပ်ကိုချိုးဖောက်ကနေမြေကျူးကျော်နေတဲ့ RCSS တက်တွေကိုစုခွာပေးဖို့ကိစ္စတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ် ဝင်ကြီးဦးအောင်မင်းရဲ့အဖွဲ့ဟာဖေဖော်ဝါရီလ22ရက်နေ့မှာပဲအပြစ်ခတ်ရစရေးစာချုပ် NCA လက်မှတ်မရေးထိုးရသေးတဲ့ညညွတ်တော်တိုင်းသားလူမျိုးများ Federal Council UNFC ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီးငင်းချမ်းရေးဆက်လက်ဆွေးနွေးနိုင်ဖို့အမြင်သဘောထားဖလှယ်တဲ့အဆင့်လောက်သာဆွေးနွေးနိုင်ခဲ့ပေမဲ့နှစ်ဖက်တိကျတဲ့ရလဒ်တစုံတရာမရှိခဲ့ဘူးလို့နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးကော်မတီ DPN အဖွဲ့ခေါင်းဆောင်ခူးဦးရေကပြောပါရရှင်။ရှမ်းပြည်မြောက်ပိုင်းကြောက်မဲမြို့နယ်ကပြည်သူတွေဟာ တံမျိုးသားလူမျိုးရေးတက်မတော် TNL နဲ့ရှမ်းပြည်တက်မတော် RCSS SSC တို့ကြားတိုက်ပွဲကြောင့်ဥိဆိုးကွာဘေးလို့ရကြောင်းမဲမျိုးတွင်ကိုထွက်ပြေးခလုံးကြရပါတယ်။ခါခေါ်ကိုလာနော်မစောက်တဲ့တက်ပွဲဖြစ်လို့ထွက်ပြေးလာတာပါ။အစကတော့တိုက်ပွဲကကျမတို့ရွာနဲ့နည်းနည်းဝေးတယ်။နောက်တော့ရွာဝင်ထိရောက်လာတယ်။တနတ်တန်တွေကြားတော့မနေရတော့ဘူး။အဲဒါကြောင့်အလုပ်လည်းမလုပ်ရတွင်ထဲမှာပဲနေနေရတယ်။တနတ်တန်တိတ်သွားရင်တော့ထွက်လာတယ်။အိမ်ထဲမှာလည်းမနေရဘူး။အင်ဂျင်60ကျော်တယ်။ အားလုံးတော့မလာနိုင်ဘူးလာတာတရာကျော်လောက်ရှိမယ်ဖေဖော်ဝါရီလ10ရက်နေ့ကစပြီးပန်ဆန်ပန်ကွမ်ပန်ဟူကန့်ကန်တော့ဆန်ဝမ်လုံစတဲ့ရွာတွေကနေကြောက်မဲမျိုးစီခလုံကြပါတယ်ဒီကနေ့တိစစ်ပြေချောင်း3600ကျော်ပြီဖြစ်ပါတယ်ကြောက်မဲမျိုးတွင်ကလူမှုအဖွဲ့အစည်းနဲ့တခြားဒေသကလူမှုအဖွဲ့အစည်းတွေစစ်ပြေချောင်းတွေကိုတက်နိုင်သမျှတွားရောက်ကူညီကြပါတယ်အခုအချိန်ကအစိုးရအကြောင်းဆောင်ပွဲဖြစ်ဆိုခြင်းဖြစ်တာကြောင့် ကြာငါးကောင်စီတိုက်ကမူလာဒန်နဲ့လေဒန်ចောင်းသူចောင်းသားအယောက်နေရာခန့်ကိုအစားတောင်းတဲ့နေရာထိုင်ခင်းကူညီလျက်ရှိပါတယ်။ဆယ်ဒန်ចောင်းသူចောင်းသားတွေကတော့ဒီအိုចောင်းတိုင်းမှာနေထိုင်ကြပါတယ်။စရုဒ္ဓဒန်နဲ့တသမဒန်ကတော့ဖေဗရူလာ20ရက်နေ့မှာစံပွဲပြီးဆုံးပြီဖြစ်ပါတယ်။ Unlike Toma ကွန်တောဆန်နပမမီကဒေသခံတွေအားလုံးကိုတွားကြလာပြီးပြီးចောင်းနိုင်စရာတော့လဲပါတယ်။ အစိုးရကစီစဉ်ပေးလို့စရုပ်ထဒန်းနဲ့ဒသမဒန်းចောင်းသူចောင်းသားတွေကအာရခနဲ့မှာစံမွေးပွဲသွားဖြစ်ခွင့်ရတယ်။ចောင်းသူចောင်းသားနဲ့ဆ iam မအားလုံးအရောက်တရားကျော်ကိုចောင်းငါកောင်စေတဲ့ကအာရခနဲ့ចောင်းစီကိုသွားပို့ပေးတယ်လေ။တန်တမတော် TNL နဲ့ရှမ်းပြည်တမတော် RCSS SSC တို့ကြားတိုက်ပွဲတွေအများဆုံးရပ်တန့်ဖို့ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တမတော် SSPP SSA နဲ့တီဘောမြို့နယ်ကတန်ငန်တော်နဲ့လူလူတို့ကလည်းတွေ့ဆုံဆွေးနွေးလျက်ရှိတယ်လို့လည်းသိရပါဗျ။ ။မွန်ပြည်နယ်မှာတောင်သူလယ်သမားတွေကလာမယ့်အစိုးရတပ်တန်းမှာမြေယာပဋိပက္ခနဲ့သက်ဆိုင်တဲ့အထူးတရားရုံးဖွဲ့စည်းပေးဖို့လိုအပ်နေတယ်လို့တောင်းဆိုလိုက်ပါတယ်။ တန်လွင်အရှိတ်ဘက်ချမ်းမွန်းဒေသရှိတောင်သူလယ်သမားတွေနဲ့မြေယာအတုံးချသူများနှီးနှောဖလဲပွဲမှာမြေယာအတုံးချသူတွေနဲ့အရက်ဖက်ဖွဲ့စည်းတွေကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်ဒီကြေညာချက်မှာရခင်အစိုးရအဆက်ဆက်သိမ်းဆဲခဲ့တဲ့မြေယာတွေနဲ့ပတ်သက်တဲ့ပဋိပက္ခတွေကိုဖြည့်ရှင်းပေးဖို့လာမယ့်အစိုးရတက်တမ်းမှာအထူးတရားရုံးဖွဲ့စည်းပေးဖို့လိုအပ်တယ်ဆိုတဲ့တောင်းဆိုချက်တစ်ချက်လည်းပါဝင်ပါတယ် စမ်းမိုင်းတော့ကတိတော့ရချီဟရိုင်းကလင်းပရင်ခုံတဲ့ဒီမိုကရေစီနော်ဒီလမ်းမဲ့အစိုးရတစ်ကဒီမိုကရေစီလမ်းကြောင်းအတိုင်းလှုပ်လှဆွာလှုပ်ရှားမဲ့သူတွေဖြစ်တယ်လို့ပြည်သူတွေကလက်ခံထားကြတယ်ဒီတော့လမ်းမဲ့အစိုးရလက်ထက်မှာ ဖြစ်လာခဲ့တဲ့မြေယာပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာပြန်လည်သုံးသပ်လိုက်တော့မြေယာပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အထူးတရားရုံးဖွဲ့စည်းပေးဖို့လိုအပ်တယ်လို့မြင်ပါတယ်ဒါကြောင့်ဒီအချက်ကိုထည့်သွင်းတောင်းဆိုထားတာဖြစ်ပါတယ်နီနောဖလေပွဲကိုမွန်ပြည်လူခွင့်ရင်ဖောင်ဒေးရှင်းကဥဆောင်ကျင်းပခြင်းဖြစ်ပါတယ် ဒေသအသီးသီးကမြေယာနဲ့ပတ်သက်တဲ့ပြည်သူတွေရဲ့အတန်ကိုအခြေခံပြီးတော့နှီးနှောဖလှယ်ပွဲကနေကြေညာချက်ထုတ်ပြန်ခဲ့တာပါထုတ်ပြန်ကြေညာချက်မှာမြေယာပြည်ထနာနဲ့သက်ဆိုင်တဲ့တောင်းဆိုချက်၉ချက်ပါဝင်ပါတယ်။ကျွန်တော်လည်းတဲမှာတမကဖြစ်မြောက်ရေးအဖွဲ့ဟိုစပြီးတော့ဖွဲ့ပြတဲ့ဒီနေ့ဖွဲ့တာတော့ဒီအဖွဲ့ကနေပြီးတော့ဒီရက်ကြေးကနေပြီးတော့ ဒီအုပ်စုအုပ်စုကနေမြို့နယ်မြို့နယ်ကနေပြည်နယ်ဆိုပြီးပြည်နယ်တောင်သူလယ်သမားတမကောက်ဖော်ဆောင်ပါပေါ့ဒါပေမဲ့တမကားရင်လို့မဟုတ်ဘူးဒါဒီကောင်းစင်မယ်အားလုံးဝိုင်းဆွေးနေကြတာသူကမြေယာကွန်ရဲ့နာမည်နဲ့သွားကြတာเนาะဟုတ်ကွန်ရဲ့ချိတ်ဆက်ပြီးတဲ့အားလုံးဝိုင်းပေါင်းလုံးမယ်ပြီးရင်ဒါဖြစ်ပြီးတော့ဒီမွန်ဒေတာမှာရှိတဲ့မြေယာနဲ့ပတ်သက်ပြီးလူ့ကွင်ချိုးပေါက်ခံရတာတွေမြေသိမ်းရတဲ့ကိစ္စတွေမြေယာအငင်းပွားမှုတွေဒီဟာတွေကိုဝိုင်းဝန်းပြီးဒီဖွဲ့ကဖြစ်ရှင်းမှု မြန်မာနဲ့ပတ်သက်တဲ့အသေးစိတ်ဆွေးနွေးချက်တွေကိုစာအုပ်ထုတ်ဝေသွားဖို့ရှိပြီးထုတ်ပြန်ကြေညာချက်နဲ့အတူအစိုးရသက်စီကိုပေးပို့သွားမယ်လို့မွန်ပြည်လူ့ခွင့်ရေးဖောင်ဒေးရှင်းကပြောပါရယ်။မွန်ပြည်နယ်မှာအရင်ကစစ်တပ်ကတင်းစဲထားတဲ့မြေဧကပေါင်း၂200ခန့်ရှိကြောင်းမွန်ပြည်လူ့ခွင့်ရေးဖောင်ဒေးရှင်းရဲ့စစ်တမ်းတွေအရသိရပါရယ်။ဖီနော့ဖလေပွဲကိုမော်လမြိုင်မြို့မြိုင်းသားရရက်ကွက်မှာရှိတဲ့ပိုင်ခစ်ခမ်းမမှာဖေဖော်ဝါရီလ14ရက်နေ့နှစ်ရက်တာပြုလုပ်ခဲ့တာပါ မွန်ကရင်နဲ့တနင်္သာရီဒေသကမြေယာအသုံးချသူများကမြေယာအခွင့်အရေးနဲ့ပတ်သက်ပြီးလှုပ်ရှားသွားနိုင်ဖို့မြေယာကွန်ရက်တစ်ခု ဖွဲ့စည်းသွားဖို့လည်းရှိတယ်လို့သိရပါတယ်ရှင်။ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကလွတ်တော်တည်တည်မှမီဒီယာတွေရဲ့လွတ်လပ်စွာသတင်းရယူခွင့်ကိုအသစ်တက်လာမဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်အစိုးရအနေနဲ့ဥပဒေပြဋ္ဌာန်းမှုအကာအကွယ်ပေးဖို့တိုင်းမီဒီယာသတင်းဌာနတွေကတောင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီလ14ရက်မှ16ရက်နေ့အထိရခိုင်ပြည်နယ်မြောက်ဦးမြို့မှာကျင်းပခဲ့တဲ့စစ်တပ်အကြိမ်တိုင်းရင်းမီဒီယာညီလာခံအပြီးမှာကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ဖြေခဲ့တဲ့ဆွေရသက်တမ်းမှာပြည်နယ်လွတ်တော်တွေမှာတည်င်းသွားယူဖို့အခက်အခဲများကြီးရှိတော့ကိုယ့်ရဲ့ပြည်သူလူထုကိုလွတ်တော်တွေမှာဘာတွေဆွေးနွေးအတည်ပြုလဲဆိုတာမဖော်ပြပေးနိုင်တဲ့အတွက်ဒါမဲ့ဆွေရသည့်လက်ထက်မှာဒီလိုအလားတူမဖြစ်ရအောင်ပြည်ထောင်စုအဆင့်ဖြစ်စေပြည်နယ်အဆင့်ဖြစ်စေပြည်နယ်နဲ့တိုင်းဒေသကြီးဖြစ်စေလွတ်လွတ်လပ်လပ်တည်င်းယူခွင့်ပြုနိုင်ဖို့အတွက် ဥပဒေတသက်မမတ်ပြတ်တမ်းအကောင့်ထဲပေါ်သွားစေချင်တယ်လို့ညီလာခံပြောခွင့်ရဘာမန်ယူအင်တာနက်ရှင်နယ်ရဲ့ဗဟုအဖွဲ့လည်းဖြစ်ကင်တင်းဌာနရဲ့အက်ဒီတာချုပ်ဖြစ်သူနန်ဖောဂေကပြောပါတယ်။ပဏိပကဒေသတွေမှာတရင်ရယူနေတဲ့တိုင်းသားတရင်ထောက်တွေကိုအကောက်ွယ်ပေးဖို့နဲ့ထွက်ရှိပြည်သားမီဒီယာဥပဒေကိုပြန်လည်သုံးသပ်ဖြစ်စွတ်ပြတ်တမ်းပေးဖို့လည်းလိုလားကြောင်းနန်ဖောဂေကပြောပါတယ်။ တိုင်းရင်းမီဒီယာမှာတစ်ဆင့်ငင်းချင်ရင်နဲ့မြို့သားပြည်နယ်တင်းမြတ်ရေးစီတို့ဆိုတဲ့ဆောင်းပုံနဲ့ကျင်းပခဲ့တဲ့တိုင်းရင်းမီဒီယာညီလာခံမှာတရိန်မီဒီယာဖွဲ့အစည်းကကိုယ်စားလှယ်တွေရခိုင်ပြည်နယ်နဲ့အရက်ဖက်ရင်းချင်းမှုဖွဲ့တွေနိုင်ငံရေးပါတီတွေနဲ့လူမှုဖွဲ့စည်းတွေကကိုယ်စားလှယ်ပေါင်း180ဦးတက်ရောက်ပါတယ်ကရင်ပြည်နယ်အတွင်းမှာအစိုးရတက်ရင်ခုနှစ်ရင်ပြန်လည်ဆုတ်ခွာသွားမယ်လို့ကရင်ပြည်မျိုးသားတူတက်ရေးပါတီ KNPP ကပြောပါရယ်တချို့တပ်စခါရရွာဘေးနားမှာရှိတဲ့ခါကျတော့ရွာသားတွေ ကိုထုတ်ပိုးဖြည့်တာမျိုးလည်းရှိတယ်နော်အဲအမှားဖြည့်ကျွန်တော်တို့ရွာမှာဒီအလုတ်သွားတော့နော်တောင်ရတို့ခြံတို့သွားတဲ့ခါကျတော့ဒီခိုးဝါခိုးထိခိုးဖြစ်ပေါ့သွားတဲ့ခါလည်းတတ်စခါနေနေတဲ့ခါကျတော့တချို့တွေကဥမာတပြူတမီပြူရှိတဲ့လူဆိုမိဘတွေကစိတ်ပူရတယ်ရတဲ့မအေးအဲ့လိုဖြည့်ရတာမျိုးရှိတယ်ပေါ့ဆိုတော့အဲ့ဒီဟာလဲကျွန်တော်တို့တိပြတ်ထားတယ်အဲ့လိုထုတ်ပိုးဖြည့်စေတဲ့တနောက်ဘက်မှာဒီပြပနေလာတဲ့တအဲ့ဒါ ပြဆုပ်ပြပါလို့ကျွန်တော်တို့တောက်ဆိုရဲဆိုတော့အခုကတူတူပြဆုပ်ပြီးဆိုတော့ဒါအဲ့ထက်ကအချက်လက်တချို့တူလိုက်လျော့ဖြစ်ဆွဲပေးတာပဲလို့ကျွန်တော်တို့ကတော့အဲ့လိုပဲမှတ်ယူရမှာပြန်လဲဆုတ်ခွာမဲ့တက်တွေဟာကရားပြည်နယ်အတွင်းမှာရှိတဲ့တက်မ55လက်အောက်ခံတရင်တွေဖြစ်ပြီးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလဲပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်းအကြိမ်ကြိမ်ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ခူးကြီးရဲကပြောပါတယ် တို့ဖက်တကယ်ဆုတ်ပေးနိုင်တယ်ဆိုရင်တော့ကောင်းတော့ပေါ့နော်ငိမ့်ချမ်းဖြစ်ဖို့အလားလာလဲပို့ရှိတယ်ပေါ့ဘာလို့လဲဆိုတော့စစ်ပွဲတစ်ခုကအဲ့ဒီတက်စခန်းနေနဲ့လဲပတ်သက်မယ်လို့ထင်ပါတယ်အဲ့ဒီတက်စခန်းနေနဲ့အကြောင်းလဲအမျိုးပဋိပက္ခအနေတစင်အမျိုးတိုက်ပွဲဖြစ်တာလဲဖြစ်နိုင်တယ်ပေါ့အဲဆုတ်သွားရင်တော့ငိမ့်ချမ်းငိမ့်ချမ်းရဲ့အတွေ့တော့အလားလာရှိမယ်လို့ထင်ပါတယ် အရင်ကပြစ်ခတ်ရဲစေးရေးမယူခင်ကာလမှာကြေးရွာတွေနဲ့နီးတဲ့တက်စကန်တွေကိုရိတ်ခါတွေတည်ယူပေးခြင်းတက်သားများကတခါတရံကြေးရွာတွင်းမှာအော်ဟစ်ခြင်းများပြုလုပ်ခဲ့တဲ့အတွက်ရွာသားတွေကစိုးရိမ်ကြောက်ကြမှုတွေရှိခဲ့ဘူးပါတယ်ချင်းပြည်နယ်အပါအဝင်ပြည်တွင်းပြည်ပမှာရောက်ရှိနေကြတဲ့ချင်းလူမျိုးတွေကဖေဖော်ဝါရီလ20ရက်နေ့မှာကြောက်တဲ့68နှစ်ပြည့်ချင်းမျိုးသားတွေကိုဂုံပြူသွားအပြည့်ဂုံပြူပွဲတွေကိုကျင်းပခဲ့ကြပါတယ် ချင်းပြည်နယ်ဟာကမှဆိုရင်ပြည်ထောင်စုဝန်ကြီးသုံးဖြစ်ကြတဲ့ဦးစိုးသိန်းဦးအောင်မြင့်နဲ့ဦးဝင်းထွန်းတို့တက်ရောက်အားပေးခဲ့ကြပါတယ်။ချင်းမျိုးသားနဲ့ဘူမိနဲ့တန်ဖလန်မျိုးမှဆိုရင်လည်းနိုင်ငံကျော်အစိုးရထွန်းခမ်းကပြည်သက်တွေကိုဖျော်ဖြေခဲ့ပါတယ်။မတူပီမျိုးမှဆိုရင်လည်းအစိုးရဗန်ဒေါ်ချင်းဒေးဗစ်လိုင်နဲ့ဆိုင်းဆိုင်မော်တို့ကိုဖိတ်ကြားခဲ့တယ်လို့လည်းသိရပါတယ်။ဒါပြင်ချင်းပြည်နယ်နဲ့မြန်မာနိုင်ငံအတွင်းကချင်းလူမျိုးတွေနေထိုင်ရာကလေးမန္တလေးရန်ကုန်မကွေးတိုင်းတက်ကအရှိုချင်းလူမျိုးများနေထိုင်ရာဒေသတွေမှာလည်းချင်းမခဲ့ကြပါတယ် ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ချင်းမျိုးသားနေခန်းနားမှာချင်းနိုင်ငံရေးခေါင်းဆောင်တူဖြစ်တဲ့ဒေါက်တာစလိုက်လန်မုတ်စာခေါင်းကအခုလိုမိကွန်းခြွေခဲ့ပါတယ်။မြို့နယ်ရှုနဲ့ပေါ့အမျိုးသားနေဖြစ်တဲ့ဒီနေ့လိုင်းနီနဲ့ပေါ့ဒီနေ့ဟာအရှုံနဲ့မဟုတ်ဒီနေ့ဟာဇုံမီနဲ့မဟုတ် ေပြည်တော်မှာပြုလုပ်ခဲ့တဲ့ချင်းမျိုးသားနေခန်းတမ်းမှာလည်း NLD ဥက္ကဋ္ဌဒေါ်စန်းစစ်ကြီးကအခုလိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဝိရဒါပြောရမယ်ဆိုရင်အုတ်ကြီးနဲ့တရားအင်္ဂါမှချင်းမျိုးမှာရှားပါတော့။အဲ့ဒါဟာပြုလုပ်တဲ့ဆိုတော့ဒီနေ့ဒီလိုပဲမရတဲ့ဒီကောင်စုအတွက်ဒီကောင်မှတံပိုးရှိတဲ့စိတ်နေစိတ်ထားများတံပိုးထားများဆိုရလဲဒီမှာကိုသိသိ နိုင်ငံရဲ့ချာမလေးရှား၊စင်ကာပူ၊ဩစတြေးလျ၊နော်ဝေး၊ဒိန်းမတ်၊ဂျာမနီ၊အမေရိကန်ပြည်ထောင်စုနဲ့ကနေဒါနိုင်ငံတို့မှလည်းချင်းမျိုးသားနေပွဲတော်ကြီးကိုစီကာတက်မြက်စွာကျင်းပခဲ့ကြပါတယ်။1948ဖလန်းကြီးနာခံကိုချင်းမျိုးသားနေဖြစ်တက်မှတ်ရန်ချင်းရီးယားကောင်စီက1950အောက်တိုဘာလ9ရက်နေ့မှာရန်ကုန်မှာကျင်းပတဲ့အစည်းအဝေးမှာဆုံးဖြတ်အတည်ပြုခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။ စခိုင်းပြည်နယ်မြောက်ဦးမြို့နယ်ကနှစ်ပေါင်း၄၀၀ကျော်တပ်တန်းရှိတဲ့ပါတော်ကြောက်စာနဲ့တချောင်းဆွဲပကြီတွေဟာထိမ့်သိမ့်မှုမရှိဖြစ်နေတဲ့အတွက်ပြစ်စီရတော့မဲ့အနေနဲ့ရင်ဆိုင်နေရပါတယ်။ဒီကြောက်စာနဲ့တချောင်းဆွဲပကြီတွေဟာမြောက်ဦးမြို့ရဲ့တောင်ဘက်၁၆မိုင်လောက်အကွာပါတော်တဘာဝကြောက်တောင်မှာတည်ရှိနေတာပါ။ အခုချိန်မှာအဲ့ဒီကြောက်တောင်ကနေလန်ခင်းကြောက်ထုတ်ယူနေတဲ့အတွက်ကြောက်စာနဲ့ပကြီလက်ရာတွေဟာအခုလိုပျက်စီးတော့မဲ့အနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ပါတော့ကြောက်စာအဲ့ရှောင်းကလေလေးမျိုးခိုက်ကနေပြီးတော့မှာရှိခါပါတော့ကြောက်စာဟာဒါကလေးမျိုးခိကလေးကရှိနေခဲ့တဲ့လောင်ကျက်တောင်ပေါ်ကြောက်စာအဲ့ဒီကြောက်စာဗက်ရှင်တစ်ခုလုံးမှာပေါ့နော်။ဘုရုသမားကြောက်စာနောက်တစ်ခုကကြတော့ပါတော်မှာရှိနေတဲ့ပါတော်ကြောက်စာအစာချစ်သဖြင့်အဲ့ဒီနေရာမှာကြောက်စာပေါင်း၉ခုလောက်ရှိတယ်။ တခုမှထိသိမ်းခြင်းပြုပြင်ခြင်းလုပ်ခြင်းမရှိဘဲနဲ့နှစ်ပေါင်းများစွာဖြစ်เสียဖြစ်ဆိုပြီးတော့ပျက်စီးပြီးတော့မှအခုအခါမှမြင်မကောင်းရှုမကောင်းဖြစ်လာတဲ့အခါမှလူလူကသိကြတာပါဒါတွေကိုဖော်ထုတ်ထိသိမ်းသင့်ပါတယ်အခုလိုပဲရခိုင်ပြည်သူတရားလုံးကနေပူပေါင်းပါဝင်ပြီးတော့တက်ညီလက်ညီဆောင်ရွက်ကြရင်တော့ဘယ်သူဖြစ်ဖြစ်ဖြစ်လို့ရမှာမဟုတ်ဘူးအခုကပြည်သူလူထုအားလုံးကပူပေါင်းပါဝင်မှုရှိတဲ့အတွက်လူတွေဟာအားလုံးသူရသူဖြစ်ငါရငါဖြစ်နဲ့ဖြစ်ခွင့်ရနေကြတာဖြစ်ပါတယ်။ အလူမှတ်တမ်းတစ်ခုဖြစ်တဲ့အဲ့ဒီကြောက်စာမှာတက်ဂရစ်186ခုဝါကောင်လဇန်၈ရက်စတဲ့စာသားအပါဝင် စာကြောင်း9ကြောင်းရေးထွင်းထားတာလည်းတွေ့ရပါတယ်။အခုကြောက်စာနဲ့မိုင်ဝက်လအကွာမှာရှိတဲ့ကြောက်တုံးတွေပေါ်ရေးဆွဲထားတဲ့တကြောင်ဆွဲပကြီးတွေဟာလည်းထိမ့်သိမ့်မှုကိမ့်မဲ့နေတာကို တွေ့ရပါတယ်။ ဲ့ဒီရှင်ဟောင်းကြောက်စာနဲ့ရှင်ဟောင်းတကြောင်ဆွဲပကြီလက်ရာတွေကိုနိုင်ငံတော်ဘန်နာနဲ့ပြုပြင်ထိမ့်သိမ်းသွားဖို့အစီအစဉ်ရှိတယ်လို့လည်းရှင်ဟောင်းသူတေသနမြောက်ဦးဌာနခွဲကပြောပါတယ်ကျမတို့ရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်။နောက်တစ်ပတ်ဒီလိုအချိန်မှာဆက်မြောက်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရပ်နာခွင့်ပြုပါခင်ဗျာ။